မဖြစ်လဲဆိုတော့ဆရာတော်ကြီးတွေတန်ဃာတော်ကြီးတွေဟိုတောင်မှပဲမကြောက်ဝင်မနာတာဆင်းဆိုနေကြတဲ့ခက်ကာလာကြီးလေကျမတို့လိုတာမန်မင်းမတယောက်ကိုတို့ကအယုတ်တအနတ္တနဲ့အဲ့လိုဆဲလိုက်တယ်ဆိုရင်ကျမတို့ရှက်သွားမယ်ပေါ့တို့နိုင်နေပေါ့ဒီလိုထင်တာအဲ့တော့တနာစရာကောင်းတဲ့သူတွေပေါ့နော် အဲ့လိုဆေးလိုက်တာကိုသူတို့နိုင်တယ်လို့ထင်နေတဲ့ဉာဏ်ရည်ရှိတာလည်းအင်မတန်တနာစရာကောင်းတာပေါ့လေအဲ့တော့ကျွန်တော်တို့တွေကအကြောင်းချင်းရာတစ်ခုကိုအဲ့လိုဆေးဆိုရိုင်းဆိုင်ပြီးတော့ပဲပြောတတ်တဲ့သူတွေနဲ့ရှင်ပြီးတော့မှ ပြောစရာအကြောင်းရှိဘူးအရေးသွေးနှိမ့်တဲ့သူတွေနဲ့စကားဖတ်ပြောနေစရာအကြောင်းမရှိဘူးเนาะအဲ့တော့အရေးသွေးနှိမ့်တဲ့သူတွေနဲ့စကားဖတ်ပြိုင်ပြီးမပြောတာကြောက်လို့လားဆိုရင်ဟုတ်တယ်ရိုင်းရမှာကိုကြောက်လို့မရိုင်းတတ်လို့ ်နော်ဆိုတော့ကျမတို့တွေကစကားကိုအစင်းဆိုအရင်ဆိုင်မပါဘဲနဲ့ကျမပြောတာနော်ဆိုတော့ကျမကိုမနည်းရဆိုရင် comment တချောင်းလာမှတ်နေအမလေးနဲ့ဟိုဟိုဟာမပါဘူးလားဒီဟာမဟိုဟာမပြောဘူးလားဘယ်လိုမပြောဘူးလားညာလို့မပြောဘူးလားဆိုတော့ကျမဟဲ့ဘာပြောဆရာလို့လဲလူပုဂ္ဂိုလ်ရေ personal တွေသူကသူဖြစ်တဲ့ကိစ္စဘာပြောနတ်သမီးကိစ္စကြတော့ပြောတယ်လေဆိုတော့ကျမအဲ့တော့ကျမစကားတစ်ခွန်းမဲ့ပြန်ပြောလိုက်တယ်တချို့လူတွေရဲ့အသွေးတိမ်တာကိုပြောပြတယ်ကျမတစ်ခွန်းမဲ့ပြန်ပြောခဲ့တယ်နတ်သမီးကိစ္စပြောတယ်ဆိုတာကလေလို့ ငါကိုကျိုးအတွက်ပြောတာမဟုတ်ဘူးလို့နင်တို့တမီးတွေဖားတယ်ဖြစ်မှာဆိုလို့ငါကအမိုက်ခံပြီးတော့မှအမုန်းခံပြီးဝင် ပြောပြီးတာငါမှတမီးမရှိဘူးနော်လို့ကျမအဲ့လိုပြောလိုက်တယ်သိလားအဲ့တော့ကျမလေးကိုတမီးကိုစားပြီးတော့မှအမုန်းခံပြီးတော့မှရှည်တန်းကနေပြောပေးနေတာအများပြောချင်နေတဲ့ကိစ္စလေးကိုဟုတ်လားအဲ့တော့အဲ့လိုမမတင်ကိုရိုင်းဆိုင်ပြီးတော့ပြောဆိုနေရတယ်တွေ့တယ်မမတင်မတွေ့ဘူးလားမသိဘူးလားတွေ့ပါတယ်သိပါတယ် မြင်မာရကြားပါတယ်ဒါဆိုမမတရားဘာဖြစ်လို့ပြန်မပြောတာလဲပြန်ပြောစရာမလိုအဲ့လိုမလိုအဲ့လိုအည်သွေးနှိမ့်တဲ့သူတွေ ਨੇ ကျမဖတ်ပြန်ပြီးပြောအောင်ကျမအချိန်တွေကမပေါ်ကျမရဲ့ရက်တီမှုကအလောက်မပေါ်ဘူးအဲ့ဒီရေသွေးနေပြီးဆဲဆိုရိုင်းဆိုင်နေတဲ့သူတွေ ਨੇ ဖတ်ပြိုင်ပြီးတော့မှရံဖြစ်ပြီးပြောဆိုနေရလောက်အောင်ကျမရဲ့ရက်တီချာမပေါ်ဘူးကျမရဲ့အချိန်နေရမပေါ်ဘူးရှင်းရှင်းပြောရရင်ကျမရဲ့အချိန်တိုင်းဟာပတ်စံ အဲ့ဒီကျမရဲ့အချိန်တိုင်းဟာပတ်စံဖြစ်နေတဲ့အချိန်တည်းကနေဖဲ့ပြီးတော့မှကျမကဒီ speech တွေကိုပြောနေတာကျမရဲ့အချိန်တိုင်းဟာပတ်စံတိလာအဲ့တော့ကျမတို့ပြောနေကျမတို့ရက်တည်နေရဆိုတာကလေပေါပေါပေပေမဟုတ်ဘူးပြောနေတဲ့စကားလုံးကြီးကလည်းတန်ဖိုးမဲမဟုတ်ဘူးနော်လူအများအတွက်အကျိုးရှိစေတာကိုစကားနဲ့ကုသိုလ်ပြုခြင်းနဲ့ကျမတို့ကပြောနေတာ တဖက်တလန်းကနေပြီးတော့မှကိုကကိုရဲ့နှုတ်ဤနှုတ်အားနဲ့ပေါ့လေနှုတ်အားနဲ့ကျမတို့ကပါဝင်ပြီးတော့မှအားဖြည့်တာစကားအစိတ်ခတ်တဲ့သူမဟုတ်ဘူးမှန်တဲ့စကားကိုပြောရင်တော့မှားတဲ့ဘက်ကပဲကြိုက်မလဲဟုတ်လားနော်အဲ့တော့ပြောတဲ့စကားများများပြောတော့ဒီလိုမျိုးသူများပြောတဲ့စကားတွေမှာလိုက်ပြီးထောက်တာတော့လူတိုင်းထောက်တတ်တယ်လေ ကဲပြောစမ်းနေလို့ဆိုလို့ရှိရင်စကားငါးခွန်းပြအောင်တော့ဖြောင်းအောင်ပြောတတ်တဲ့သူတွေမဟုတ်ဘူးစကားငါးခွန်းတော့ပြရနဲ့စပြီးဆဲပြီးအမေနှမတွေနဲ့ဟုတ်ပြီလားနော်ဆိုတော့အဲ့တော့လေဘာဖြစ်လဲဆိုတဲ့ခါကျတော့တံပိုးရှိတဲ့စကားကို ကျမဆိုတာကလေကျမစကားကိုနေတိုင်းပြောနေရတာကျမပြောတယ်လို့ပေါ့ကြိုက်တဲ့သူလည်းရှိမယ်မကြိုက်တဲ့သူလည်းရှိမယ်မကြိုက်တိုင်းဆဲဆိုရိုင်းဆိုင်နေတဲ့သူတွေကိုကျမပြန်ပြီးတုံ့ပြန်လာအောင်ကျမအချိန်နေမပေါ်ဘူး သိလားအဲ့တော့ကျမမနေ့ကတော့အဲ့ဒီ comment လေးတခုပြောလိုက်တယ်ကျမကိုအမျိုးသမီးနဲ့ရောက်ရန်ဖြစ်တာကိုကျမဝင်မပြောလို့ကျမအမလီကြောက်တည်သလားတို့လန့်နေသလားတို့ဘာဖြစ်လို့ဝင်မပြောတာလဲတို့အမလီအခုတော့တို့တကြိတ်သေးတညံနေတို့ဘာလို့ညာနေပြောလို့ကျမငါဘာကိစ္စနဲ့ပါမှာတော့ဒီအမျိုးသမီးနဲ့ရောက်ရန်ဖြစ်တာကျမအချိန်ပေါင်းမြောက်များစွာလဲပြောပြီးမညာဘူးအဲ့ဒါလဲကျမကိုတင်းဆွဲထည့်နေတာနော်အဲ့တော့အဲ့လိုပြောတဲ့ခါကျတော့အမလီကပြောတော့သားရဲ့နေရာတကာမပအောင်မပအောင်နဲ့နှစ်သမီးကိစ္စကြတော့ပြောတယ်တဲ့ သိလားအေးဟုတ်တယ်နတ်သမီးကိစ္စပြောတယ်ဆိုတာလေနင်တို့သမီးတွေဖားတယ်ဖြစ်မှာဆိုလို့ငါကရုံရင်းချမ်းတမ်းခံပြီးတော့မှပြောရတာငါ့မှာသမီးလည်းမရှိဘူးနော်ငါ့မှာသမီးလည်းမရှိဘူးငါရှိတဲ့သားကလည်းမြန်မာပြည်မရှိဘူးနိုင်ငံသားမှာငါ့မှာသမီးလည်းမရှိဘူး သိလားအဲ့တော့အမုန်းခံပြီးတော့မှမုံဆူတစ်ပိုက်မိမိယာရင်အဖြစ်ခံပြီးတော့မှပြုံးရတာเนาะကိုထမင်းကိုစားပြီးတော့မှအဲ့တော့ကျမလိုအမုန်းခံပြီးပြောရတဲ့သူရှိတယ်ဆိုလဲပြောကြဟုတ်တယ်လားဒါပေမဲ့သူများပြောတာတွေကိုတော့လိုက်ပြီးတော့မှကပြက်ရပြက်နဲ့ဆဲဆိုရိုင်းဆိုင်နေတဲ့သူတွေကိုတော့ကျမပြန်ပြီးတုံ့ပြန်စရာအကြောင်းမရှိဘူးကြောက်လို့လားဆိုရင်မရိုင်းတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့ရိုင်းတဲ့သူတွေနဲ့ပတ်သက်ရမှာကြောက်တာပဲကိုကမရိုင်းဆိုင်တတ်ဘူးလေเนาะတန်းမစင်းနိုင်ဘူးတန်းစင်းရမှာကြောက်တာ ဟုတ်တယ်လားเนาะအဲ့ဒါကြောင့်မလို့အဲ့ဒါလေးကိုတော့နားလည်စေချင်တယ်အဲ့တော့အာတေတေချာချာလေးအဲခုနလိုပေါ့ကျွန်မပြောရဲဆိုရင်လည်းပြောရဲစကလုံးကြီးကအမှန်တရားပြောရင်မမှန်တဲ့ဘက်ကကြိုက်မကြိုက်ဘူးဖြစ်မှာပဲဟုတ်တယ်လားเนาะတခုဝေဘန်ထောက်ပြရဲဆိုရင်အဲ့ဝေဘန်ထောက်ပြတာကိုသဘောကြနှစ်တက်တဲ့သူလည်းရှိမှာပဲသဘောမကြနှစ်မနှစ်တက်တဲ့သူလည်းရှိမှာပဲဟုတ်တယ်လားအဲ့တော့ကိုမနှစ်သက်တိုင်းခုနလိုပေါ့ဖီတရားမောင်တစ်ကြိမ်နဲ့ဆဲဆိုနေတဲ့သူတွေကိုဥပိ္ပခာပြုနိုင်တာဟာလေပညာပဲ နော်ကျွန်မအဲ့ပညာဉာဏ်နဲ့ပဲနေတယ်ဟုတ်တယ်လားအဲ့တော့ဆေးနေတဲ့များသူတွေကိုတုံ့ပြန်ဖို့အတွက်ကျွန်မမှာအချိန်ရှိဘူးကျွန်မရဲ့အချိန်တိုင်းဟာပတ်စံနော်အဲ့ဒါလေးသိဖို့လိုတယ်